အလုံးဝဲမေလာညာချနေပါဗျာကျူးလောကနဲ့နတ်လောကကြားမှာပါရတဲ့စီတခုကြားရတယ်ဆိုတဲ့စကားအလုံးလဲကြားဖို့ကြားမှာပါအဲ့ဒီစစ်ကိုကြုံဝင်လိုက်တဲ့အခါဒါမှမဟုတ်မလီမစာပြုံးမှုမိလိုက်တဲ့အခါမျိုးမှာပါရီဆဲဖြစ်လာမလဲတကယ်လို့သာကိုမမြင်ရတဲ့လောကသားတွေက ကိုရဲ့ပြုံးမှုတွေကိုအမောက်တဲကနေစောက်ချင်းနေခဲ့မယ်ဆိုရီကောဒီဇလန်လေးကတော့လူငယ်တဘာဝစူးစမ်းလို့စိန်နေမျိုးကြည်မှုပေါ်ခြေကပ်ပြီးတော့ ဘလုံးစင်နှုတ်ထိတ်တာကိုလုံးမိရကနေကြိုတွေ့လေရတယ်ထိတ်လန့်ဖွယ်ရာခိပြဲဆိုးတစ်ခုကြောင့်ပဲဖြစ်ပါရင်ဇာမစခင်မှာလူကြီးမေတို့ကမကြောက်တဲ့ဘူးစိတော့တကားပေမိပိတ်တာဘူးပြောချင်ပါရင်တောက်ကြနေမနေခေရေနေရောင်ချီနွနူလေးအောင်မှာကြောင်မွေတဲ့ကြောက်သားကြောက်သူတွေရဲ့အတားတွေနဲ့ဆူညာပလောရိုက်နေခဲ့ပါရင် အထက်တန်ပြဆရာဦးမဦးဆောင်တဲ့ကိုဒန်ကြောက်သားတက်တိုက်ဟာရှင်ဟောက်တော်ရကြတခုမှ ပြုလို့မေသူရင်နဲ့ညတရားစခန်းဝယ်ဖို့တွေ့လက်စကားအူကြီးပေါ်ကိုတည်တည်တက်ရောက်နေကြပါတယ်။ကောင်းအူကြီးကတိုကားပြီးတော့မောက်ထွက်သွားတာနဲ့အမျာရုပ်ပြရဲ့စူညာတာတွေဝေးကွာကြရင်ခဲ့ပြီးတပေပေအိုဆိုင်နေတဲ့တွန်လန်ခီကိုစတင်ဝယ်ရောက်လာပါတော့တယ်။တွန်ရကြောက်ကို ရောက်တဲ့အခါမှာတော့ဆရာဦးမကကျောက်သားတွေကိုစီကန်းချက်တွေ ရှေ့ပြပြီးတော့အိဆောက်ပြတဲ့ ဓမ္မယူကြီးပေါ်မှာနေရာချထားပေးခဲ့ပါတယ်။ဇလိုင်းအဓိကစက္ကဝေဖြစ်တဲ့စငကြေးတွယောက်ကတော့မောက်ဖိုးမောက်တုံးနဲ့မောက်ဝိုင်းတို့ကတော့သူများနဲ့ရောနှောမနေချေခတ်တာကြောင့်ဓမ္မယူရဲ့ဆော်ဆိုးပရိပောင်းတဲ့နေဆိုနေရာမှာ နေရာဦးထားလိုက်ကြပါတယ်။ညနေဆောင်ပြီလို့နေမကြီးတရောချေရောက်လာတဲ့အခါအခြေတခုလိုကတိတ်ဆိတ်ချောက်တွေ့သွားသလိုပါပဲတောက်သားတွေကရေချိုးဖို့တွေတောင်ဝင်းတွေကရေချိုးဆော်တဲ့ဘက်ကိုထွက်လာခဲ့ကြပါတယ် တော်ရကြောင့်ဖြစ်တဲ့အတွက်လင်းစစ်မိကအာမကောင်းလင်းတွဲမိတွေဖြစ်နေပြီးတော့လေတက်လိုက်တိုင်းမှာလေတရေချောက်တွေရဲ့ပေါ်တိုက်တန်ကရှဲကနေရှဲကနေကြားတာကမျိုးကလူတွေပို့တော့စေကတိကအောက်ဖြစ်စေလောက်ပါရေရေချိုပြီလို့တာမော်ယူဘော်ကိုပြန်ရောက်တဲ့ချိန်မှာတော့သူတို့သူယောက်သားစကားဝိုက်ဖွဲပြောနေခဲ့ကြပါတယ်မဖို့ကဒီအုပ်စုမှာကောင်းဆောင်ပူဇံဖားရသူဖြစ်ပြီးတော့အမြဲတမ်းဆက်စုတက်တဲ့သူပါဖျောက်ရီငါကြားရတာတခုရှိတယ်ကွာ ဒီကျောင်းထဲရဲ့နောက်ဘက်ဆော်ဆိုမှာပိတ်ထားတဲ့အီသာဟောက်တူပူရှိတယ်တဲ့အဲ့ဒီနေရာကတည်ပြီးတော့သရေချောက်ကြားနာဆိုပဲဟာကွာမင်းကလည်းဒီချေကြီးဘာဝီလာပြောနေရလဲကွာငါချောက်တက်မှန်တည်ရဲ့နဲ့ဒီအစကန်လာတာလေကွာ ခုတို့ရအောင်လေစမ်းပါမောင်ဘေးကတောက်တဲ့သူပြီးပြီးငိမ့်ဆန်ခဲ့ပြီးမယ်မဖိုးရဲ့မျိုးလို့တွေကတော့အယောင်လက်နေခဲ့ပါလေဟဲ့ရောမင်းကလည်းကွာဖေးဘော့ကြာလိုက်တာရောက်တို့ရောက်ခိုင်းတော့ကြီးကြောင်ပါကွာဘာမှမဖြစ်ပါဘူးငါတို့တော့ကြီးကိုလေးပဲဟာဖို့ မဖိုးရတဲ့တော်မူနဲ့မောက်တိုးရဲ့ထောက်ခံမှုကြောင့်နှုတ်ဆိုးမှာတော့ဘိုက်ခင်များညင်းမရတော့ပဲနေသွားရပါတော့တယ်။ညာတဲ့ကောင်ကချေတောက်သားအလိုနဲ့ဆရာတွေအေးပြော်နေတဲ့ချိန်မှာသူတို့တယောက်သားဒါမယူဘောကနေခြေတန်လိုလိုနဲ့တတိစင်းစင်းလာခဲ့ကြပါတယ်။ရာထချက်လိုမှာခြောက်ပဲနေတဲ့ဇရွယ်ခြောက်တွေကိုနေလဲမိတဲ့အတန်းချက်ကနေချက်ကနေဆိုတဲ့ခြေတန်ကလွဲပြီးတော့ပန်တန်းမှမကြရခဲ့ပါဘူး။သူတို့နောက်ကိုလည်း ခြေလှမ်းတစ်စုံကလိုက်ပါနေသလိုခန်းစားနေခဲ့ရပြီးလက်ကြီးလိုက်လည်းဘာမှမရှိနေခဲ့ပါဘူးလေတက်လိုက်တဲ့ရေထိုးနေတဲ့အသေးပေကြီးတွေကသူတို့ကိုမကောက်ဆိုးဝါးလက်ကြီးတွေနဲ့လှမ်းချက်နေသလိုချေအောင်ထီမှဖြစ်စေလောက်ပါတယ်မောင်ပိုက်ကတော့ကြောက်တော့လို့မျက်နှာကိုလက်နဲ့အုပ်ပြီးတော့တငယ်ကြီးတွေရဲ့နှကနေကက်လိုက်လာခဲ့ပါတယ်ကြော်တဲ့ရဲ့နောက်ဘက်ဆော်ဆိုးကိုရောက်တဲ့အခါမှာတော့ဟောင်းနွမ်းဆွေးမိနေတဲ့အေဇာဟောက်တာကို တွေ့လဲရပါတယ်ထူကြတာကအဲ့ဒီအေဇာမိုးဘော်ကနေ ထိုပေါက်တက်တီတဲ့ညောင်ပင်ကြီးတပင်ရှိနေခဲ့တာပါအိသာတကားရမှာတော့ပြောပြောမီလိုတလုံးသားလင်းနေခဲ့ပါလေအထဲကိုဝင်ကြည့်လိုက်တော့ဘယ်ဘက်မှာရေချိုးကအပစ်တွေနဲ့မှတ်ချက်ဟောင်းကြီးတခုရှိနေခဲ့ပြီးညဘက်မှာတော့အိသာခန်းတွေရှိနေခဲ့ပါလေဒါပေမဲ့သူတို့ကိုအံအားသိစေဆိုရာကတော့အိသာကန်းရဲ့တောက်တနေရာမှာညောင်ပင်ကြီးရဲ့မိခွေရေးပက်ထားတဲ့အကြာချိတ်ဆွဲထားတဲ့အနီရောင်ပိုးသားဝိဆိုတခုပါပဲအဲ့ဒီဝိဆိုဟာ ရှေးအောင်နဂနာပွဲတွေမှာဝိစေလေးရှိတယ်။အမျိုးသမီးဝိဆိုမျိုးပါ။ဟာဟာကြည်စားပါဦး။ဘသူကမြဒီလိုနေရာမှာဒီဝိဆိုကြီးလာထားသွားတာလေကွာ။မိုက်တယ်။မဘိုးကပြပြဆူဆူနဲ့အဲ့ဒီနေရာဝိဆိုကိုဖိနှုတ်လိုက်ပြီးတော့သူ့ကိုမှတဲကြီးလိုက်ပါနဲ့။ပြီးတော့မောက်တုတ်ကိုလည်းခုလိုလှမ်းပြောလိုက်ပြပါမယ်။ဟဲ့အောင်မောက်တုတ်ဖို့ထုတ်ပြီးတော့ဘီယိုရိုက်ဆန်းကွာ။ငါကအကကပြောင်းမယ်။ဒီကလစ်ကိုတက်တော့ပေါ်တင်လိုက်ရင်တော့ အားလုံးနာမည်ကြီးပြီးသားမှတ်လိုက်ပြီးတော့ဟာ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 ပြောပြရတယ်မဟုတ်ဘူးကဝိဆုဘုကိုက်ပြီးတော့တော်သလေးလမိုင်းနဲ့ဝိစီတွေလိုပူဇာမျိုးနဲ့ကိုယ်ကလေးကရည်စရာလို့ပြီးတော့ကပါတော့တဲ့ပါဇက်ကလည်းတီးတောက်တီးတောက်နဲ့ဆိုင်းသားကိုကိုယ်တိုင်လို့ပြီးတော့စခွဲပြောင်နေခဲ့ပါ ರೀ မတို့ကလည်းသဘောကျပြီးတော့ဖုန်းနဲ့ဗီဒီယိုရဲ့ရင်ရမောနေကြပါ ರೀ အာတော်ကြပါတော့ကွာငါတကယ်ချက်လာပြီတန်ရအောင်ပါအတော်လို့အေဂျီပရှင်ရှိရင် ဒုက္ခရောက်ကုန်မယ်နော်ကြားတဲ့ကောက်ရီကတော့ဘွားရဲ့တားမင်းဆောင်ကိုဂရုမစိုက်ပဲဖိုးကခတားများထက်ပြီးတော့နောက်ပြုတ်လိုက်ပါသေးတယ်ဒီမှာဝေဆိုကိုမူလနေရာမှာပြန်ချိန်ပြီးတော့တို့ယောက်သားပြန်ထွက်လာကြပါရီဘွားကတော့အိဒါကနေထွက်မှာလက်ဟုတ်ချလိုက်ပြီးတော့တို့မပါပါဘူးယာစရောမပါပါဘူးထို့သူပြောရင်နဲ့တီးထွက်လာခဲ့ကြပါရီရင်းနေတဲ့ကောင်ရချေရောက်တော့ဒါမှယူကြီးတစ်ခုလို့ တင်းစေးညီတဲလို့နေခဲ့ပါရီအဲ့ဒီချိန်ဂျိုးတဲဆိုသူတို့ပဲကျောင်းဝင်းတဲကခွေးတွေရဲ့ FNG နဲ့ဦးလိုက်တဲ့တန်ကပက်တင်ထည့်သွားခဲ့ပါရီအဲ့ဒီသာကျဖိုဒီယောင်အိတ်မပြောတပြောနဲ့နိုးလာခဲ့ပါရီနေလို့ဖွင့်ကြည့်လိုက်တဲ့ကဓမ္မယိုရဲ့အမိုးပေါ်မှာတစိုးတစ်ခုလှုပ်ရှားနေသလိုခံစားလက်ရပါရီမလို့ကိုပွက်တဲ့ပြီးတော့တေးကြကြည့်လိုက်တဲ့အခါမှာတော့မောက်ကိုရဲ့ခါတကိုတစ်ခုလိုရေခဲကြိုက်ထားသလိုအေးဆဲတောက်တဲသွားခဲ့ပါရီ ူမြင်လိုက်ရတာကတော့အီသာဟောက်မှာတွေ့ခဲ့တဲ့နေအောင်ဝိတ်ဆိုဝိတ်ထားတဲ့မျိုးသမီးတယောက်နေနာဖြူခဲဖြူရော မလို့တွေက ခေါပေါ်ပြစ်နေပြီးတော့တမယုတ်မိုးပေါ်ကနေစောက်ထိုးကြီးဆင်းလာနေခဲ့တာပါစပိစီကြီးတွေကမဖို့ရဲ့မျက်နှာကိုဝဲကြလာခဲ့ပါတယ်မဖို့လေတောက်အောင်ဖို့ကြိုးစားခဲ့ပေမဲ့အသံကလက်ချောင်းထဲမှာတင်းဆို့နေပြီးတော့အာအာဆိုတဲ့တမဲထွက်လာခဲ့ပါတယ်သူကိုယ်သူရိုးကန်ဖို့ကြိုးစားပြီးမဲ့လေမရတော့ပါဘူး နောက်တဲ့နိုင်ရီဝက်လောက်ကြာတဲ့ချိန်မှာတော့မဘွေးနဲ့မောက်တို့နိုးလာခဲ့ကြပါတယ်။တပေးကိုကြည့်လိုက်တော့မောက်ဖိုးကတော့မတွေ့ရတော့ပါဘူး။ဟေးယောမောက်ဖိုးဘယ်ရောက်သွားလဲ။ခုနကပဲရှိပါသေးတယ်။နေဥသာကြာရခဲ့သွားပြီးတော့ဆရာကိုတောင်းလို့ဖို့စဉ်းစားခဲ့ပြီးမြိစကြီးသွားမှဆိုလို့ကိုဘသာလက်ရှာဖို့ပဲဆိုပြန်လိုက်ကြပါတယ်။သူတို့စိတ်ထဲမှာတဏှာတဲ့ကိုပဲတင်းမိလိုက်ပါတယ်။ဟုတ်ပါတယ်။ အဲ့ဒါကညနေကသွားခဲ့တဲ့အေဇာဟောင်းစီကိုပါအေဇာဟောင်းနောက်ကိုရောက်သွားတဲ့အခါပဝဲချီကပို့ပြီးတော့အေးဆက်နေခဲ့တာပါ မိကပိတ်ထားလို့မှမဲနေကမဘွဲကတက်တိဝေးပြီးတော့မိကလုတ်ကိုဖွဲ့လိုက်တဲ့အခါဘဘမိမိဘာလို့နေရလဲကွာမင်းလျားတဲ့မြေခွေကြောင့်ယောက်လိုပစက်ဟောက်သားဖြစ်သွားခဲ့ကြပါ ರೀ ဘဘကအေဇာခန်းလယ်မှာ ကျောပိတ်ကမက်တဲရက်နေခဲ့ပါ ರೀ ဒါပေမဲ့ သူ့ဖို့ဆံကပုံမှန်မဟုတ်ပဲလက်နှစ်ဖက်ကိုဆက်တံထားပြီးတော့ခန္ဓာကိုယ်ကိုရင်းရဲကနေတာကလူတယောက်ကနေတာနဲ့မတူပဲအယုံမရှိတဲ့ຢာတကူလှူရှားနေတယ်လို့ပါပဲဘယ်ဒီကျေယိုဒီရဲ့ဒီထဲကနေဘဲကမှမသိတဲ့တိလို့ကြံတက်တဲ့လေးကိုကြားလိုက်ရပါတယ်မဟုတ်ဘူးကသူ့ငှက်ချင်းနှစ်ယောက်ဘက်ကိုဖြည်းဖြည်းချင်းလှည့်လာခဲ့ပါတယ်သူရဲ့နှက်နာကခန်းစားချက်မရှိပဲတောက်တင်းနေပြီးတော့လူတွေကတော့လူတယောက်ရဲ့မလို့မဟုတ်သလိုစိတ်ထိတ်နေခဲ့ပါတယ်မဟုတ်ဘူးကြည့်မဟုတ် တတိယဆန်းငါတို့လေငါတို့မင်းသိငယ်ချင်းတွေလေအဲ့ဒီချင်းမှာပဲမဖိုးရဲ့နောက်ကျော်ပဲအိဇာနိုင်ငံကနှာပေါ်မှာ ခုနကညံဝစ်ဆိုဝစ်ထားတဲ့အနုသမီးရဲ့ပုံရိပ်ထင်လာခဲ့ပါတယ်အဲ့ဒီနုသမီးကမဖိုးရဲ့ကိုကိုနောက်ကနေပုကက်ထားသလိုမျိုးလက်တွေကမဖိုးရဲ့လက်မပေါ်မှာတိတ်ထားတာကိုမြင်လိုက်ရပါတယ်ဟေးအေးတီးကြပြီတော့သူတို့ထက်ပြဖို့လို့နေတော့မှာ မဖို့ကိုပူးကက်ထားရီညောဘေကတည်းမကြီးဟာသူတို့နဲ့ကိုရောက်နေခဲ့ပါပြီသူတို့နှစ်ကောင်ကိုလည်းကြောက်လန့်သွားခြင်းနဲ့ပိုးစားမျိုးနဲ့ချောက်လန့်နေခဲ့တာကြောင့်သူတို့ကိုလွှတ်ပေးဖို့တောင်းပန်ခဲ့ကြရပါပြီကျွန်တော်တို့ကိုဘာမှမလုပ်ပါနဲ့ဗျာကျွန်တော်တို့ကျွန်တော်မသိလို့မှားခဲ့မိတာပါကျွန်တော်တို့ကိုခွလော့ပေးပါဗျာသူတို့ရဲ့အော်ဒါကြောင့် ကြောက်စော့ဘော်ကဆရာဦးမောင်နဲ့ကြားနဲ့ကြောက်သားတွေပါနိုးကုန်ကြပါလေဆရာဦးမောင်နဲ့ဦးကြီးတို့ရောက်လာတော့ပါ မဖို့ကိုမင်းမျောနေတဲ့နေသားနဲ့ပြန်တွေ့ရပြီးတော့တာမယူဘော်ကို ပြန်စဲလာခဲ့ကြပါတယ်။မနေ့မိုးလင်းတဲ့အခါမှာတော့မဖို့တယောက်ဖြတ်တက်ပြီးတော့တုံနေခဲ့ပါတယ်။ဆရာဦးမကကြောက်တိုင်ဆရာတော်ကိုဖျောက်ထားတဲ့အခါဆရာတော်က အခုလို့မေးပါ යි ။အဲ့ဒီအေးသာဟောက်ကအကြောင်းမင်းကြီးဟာဒီကြောင့်မဆောက်ခင်ကတည်းကရှိနေခဲ့တာ။အရေကအဲ့ဒီနေရာမှာနတ်နံဟောက်တကူရှိခဲ့ဘူးတယ်။အဲ့ဒီနေရာဝိဆိုဆိုတာကလည်း ရောင်ပိစုံတဲ့သမီးကိုပူဇော်ထားတာပဲ။မေတို့ကမသိနားမလည်ပဲနဲ့သွားပြီးတော့လှောက်ပြောင်းပြီးတော့အခုလိုကေပေးခံရတာပေါ့။ဆရာတော်ကြီးရဲ့မိကြချက်ရာသူတို့သူယောက်သားအိုဘယ်ငမျောဘက်တွေတည်ဆဲပြီးတော့အီဇာဟုတ်ရှိမှသွားရောက်တောက်ပံကြတော့ကြရပါလိ။မဖို့ကတော့တောက်ပံနေရင်တောင်မေတို့တွေကဟိုဒီဝေဝဲကြည့်ပြီးတော့ကြောက်ရွံ့နေတော့ပါပဲ။ကြားတဲ့စကားပွဲရက်တွေမှာတော့သူတို့သူယောက်လိုဘဲမှမသွားရတော့ပဲ။တမယူပေါ်မှာပဲကိတ်နေကြပါတော့တယ် ညဘက်ရောက်တဲ့ခြေဆိုရီလေဒီဒိသာကြားရတဲ့မှာစိတ်တန်လူလူအမျိုးသမီးတယောက်ဂီတာလူလူကြိုင်းအောင်နေစေပါပဲအဲ့ဒီဖြစ်ပျက်တွေကသူတို့တက်တော့တသက်လူမမိနေစရာတိတ်ကန်းစာတဖို့ဖြစ်သွားခဲ့ပါလိမမေရတဲ့ຢာရီကိုမျိုးကြီးရဲ့တောင်မှမစော့ကားတည်ဘူးဆိုတာကိုပုံကဲဇရာလီကတော့ဒီမတင်ပြီးဆုံးသွားခဲ့ပါပြီရူဂျီမေတို့ရောဦးရောက်ဖူးတဲ့နေရာဒေသတွေမှာဒီလိုထူးခြားစားကြတဲ့အမျိုးတွေကျိုးတည်ဖူးကြလား တကယ်လို့ကြိုးမှုတယ်ဆိုရင်အိုမေဒီမှာမျှဝေပေးခဲ့ကြပါဦးဗျာ။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကုန်တဲ့တဲ့တဲ့ရေဘူဇလန်းမျိုးကိုတင်ဆက်ပေးသောဥမာမျိုးစောင့်မျှော်ပေးကြပါဦးဗျာ။အားလုံးပဲဘေးရန်ကင်းရှိပြီးတော့အီးမေးလ်လက်လာလေးမြေကြပါစေဗျာ။